စေတန်နဲ့မင်းရဲ့ဝိညာဉ်ကိုငါအောင်မြင်တာနဲ့အခုပိန်သွားတယ်ဟောလိဝုဒ်ကလည်းကစတာ The Royal Fan တယောက်ဖြစ်တယ်ဆိုရင်မမောဘူးပေါ့ဆိုကျွန်တော်မလုံနိုင်လို့ကျွန်တော်ဒီနေရာမှာရှိနေတာကျွန်တော်လို့ဒါရော့ဂ်လို့ခေါ်တဲ့ဒါဝင်ဂျွန်ဆန်သူရဲ့အောင်မြင်မှုတွေအကုန်လုံးကစေတန်နဲ့အယောင်းဝယ်လို့ပြီးတော့20ပြည့်သွားတော့သူအောင်မြင်မှုတွေအခုကြာရှုံးသွားပြီဆိုပြီးတော့တရင်နေချပါတယ် အကြောင်းဒီနေ့ဗီဒီယိုမှာကျွန်တော်ပြပြပေးဆုံး အရင်ကဘာအောင်မြင်မှုမရှိဘဲနဲ့သူများပစ္စည်းတွေခိုးခဲ့တယ်ဝက်ခဲ့တယ်ထောင်ထဲအသက်15နှစ်ကနေပြီး18နှစ်အရွယ်အတွင်းမှာပဲထောင်ထဲရွှေခါလာအဝင်ထွက်လုပ်ခဲ့တယ်ဆိုပြီးတော့အရန်ဝင်နာမည်ကြီးခဲ့တယ်တော့သူ life မှာဘာအောင်မြင်မှုမရှိခဲ့ဘူးဒါပေမဲ့တရက်သူညဘက်စိတ်ညစ်ပြီးတော့ဘောင်းမီအထက်မှာ9ဒေါ်လာထည့်ပြီးလက်လျှောက်သွားတဲ့အချိန်မှာညဘက်အဖိုးကြီးတယောက်နဲ့တွေ့ခဲ့တယ်အဲ့အဖိုးကြီးကသူနဲ့စေတန်နဲ့အယောင်းဝယ်လုပ်မလားဆိုပြီးသူ deal တစ်ခု live ပို့တယ်ဟင်း20မင်းဘွားမှာအောင်မြင်မှုတွေလွတ်ချင်တာအကုန်ရမယ်ဒါပေမဲ့အဲ့20ပေးဝိုင်း2 decade decade နှစ်ခု10ရာစုနှစ်နှစ်ခုမင်းဘွားမှာအောင်မြင်မှုရမယ် မယ်အဲ့ဒါတွေအကုန်လုံးပြီးသွားပြီဆိုရင်မင်းရဲ့အောင်မြင်မှုတွေအကုန်လုံးကျရှုံးပြီးတော့မင်းရဲ့ဝိညာဉ်ကိုငါပိုင်မယ်ဆိုပြီးတော့စေတန်နဲ့သူနဲ့အယောင်းဝယ်လို့ရတယ်အဲ့အချိန်မှာသူကစားချုံမှာလက်မထိုးလိုက်တယ်ဆိုပြီးတော့အခုတစ်တော့မှနာမည်ကြီးတဲ့တရင်တွေအကုန်လုံးထွက်နေတယ်အဲ့ဒါတွေအကုန်လုံးကတကယ်လားလို့မေးတယ်ဆိုရင် of course no ပါဒါတွေအကုန်လုံးကတကယ်ဘူးမဟုတ် ဘာလဲဆိုတော့ the rock အောင်မြင်တာနဲ့အခုတစ်ချက်ဖြစ်နေတဲ့ the rock ပုံစံကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်ဗျာအမှန်နဲ့ the rock ကိုပိန်သွားတယ်ဘာဖြစ်လို့ပိန်သွားလဲလို့မြင်နေဆိုရင်အခုရိုက်မယ်ရုပ်ရှင်တကာအတွက်ကြောင့်မို့သူ weight ချနေတာဆိုပြီးတော့တင်းတစ်ခုမှကျွန်တော်တွေ့လိုက်တယ် okay ဒီပုံစံကိုကြည့်ပြီး the rock ကပိန်သွားတယ်ပိန်သွားတယ် saturn နဲ့အယောင်းငွေလောက်လိုက်တယ်28 kg သူကြာရှုံးသွားတာကိုကြည့်ပြီးတော့ပဲဒါတကယ်ကြီးဒီလိုဖြစ်နေတာလားလို့မြင်နေဆိုရင်လူတိုင်းမှာစဉ်းစားသင့်တယ်လို့ထင်တယ် the rock ကြောင့်ကျွန်တော်နည်းနည်းလေးပြောရမယ်ဆိုရင် WWE championship fitness level မှာကျွန်တော်တို့ကြည့်မယ်ဆိုရင်တော့ဟို top level မှာရှိရဗျာဆိုတော့ तू စီးတဲ့ကားတွေပြီးတော့ hollywood ကလည်းကဲ star ဆိုတော့အဲ့အောင်မြင်မှုတွေအကုန်လုံးကို तू စင်တန်နဲ့အယောင်ဝယ်လုပ်တယ်ဆိုရင်လွယ်လွယ်နဲ့ပြောလိုက်တဲ့စကားလုံးတစ်ခုကိုကျွန်တော်မကြိုက်ဘူးဘာလို့လဲဆိုတော့ तू ဒီလိုအောင်မြင်မှုတွေရဖို့ तू နှစ်နှစ်လားလားချီပြီး तू စူးစမ်းလာခဲ့ရလွယ်လွယ်နဲ့ရကုခဲ့ရတာ तू မဟုတ်ဘူးဗျာဆိုတော့ तू အဖေဆိုရင်ဒါ wrestling မှာ champion တယောက်ပဲဒါပေမဲ့အဲ့ wrestling champion ကို तू win လုပ်တယ် win လုပ်ပြီးဆိုအဲ့ထက်မှာနာမည်ရလာနာမည်ရလာဆိုတော့ तू first မှာစတက်တယ်လေ तू နာမည်ရလာတာမဟုတ်ဘူးလုပ်ရင်းလုပ်ရင်းနဲ့စူးစမ်းစူးစမ်းရနေပဲနာမည်ရလာတာအဲ့ဒါတွေအကုန်လုံးကျွန်တော်တို့ပြောမယ် ဆိုရင်ဒီစေတန်နဲ့နှစ်20စာချုပ်ချုပ်ပြီးတော့တကယ်ပဲသူအောင်မြင်လာတယ်လို့ပြောလို့တယ်ဘဝအဲ့လောက်လွယ်ကူလို့လားကျွန်တော်မေးတဲ့မေးကဆိုတော့အောင်မြင်မှုတစ်ခုရဖို့အဲ့လောက်တော့လွယ်ကူနေတာလားတကယ်ပဲအဲ့လိုလုပ်ပြီးအောင်မြင်နေတယ်ဆိုရင်တကယ်အောင်မြင်တဲ့လူလည်းရှိကောင်းရှိနေလဲမဒါမှမဟုတ် the raw idea မှာပါဝါဆိုကျွန်တော်က the raw ကိုအရင်တိုက်တဲ့ the raw ရဲ့ fan တယောက်ဖြစ်တယ်ဆိုရင်မမအောင်ပြော်ဒါတော့ဒီလိုမျိုးအလွယ်တကူပြောပြီးတော့ဒီပုံစံတွေပြောရတဲ့ဗီဒီယိုတွေအကုန်လုံးကြည့်မယ်ဆိုတာ AI နဲ့လောက်ထားတဲ့ဗီဒီယိုဘယ်သူမှလူတယောက်လူရှေ့ထွက်ပြီးတော့မှဒါတော့ကဒီလို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 ရောင်းလိုက်တယ်ညဘက်မှာတောင်းအနေနဲ့ဒီလိုလုပ်ရတယ်ဆိုတော့ details ဘာမှလည်း proof လူတယောက်ပြောတာယုံဖို့မယုံဖို့ဆိုရင်သူပြောတဲ့အချက်လက်တွေအကုန်လုံးကျွန်တော်ချင့်ချိန်ဖို့လိုအပ်လာပြီအခုလိုအချိန်နေမျိုးမှာပြီးတော့ဗီဒီယိုတစ်ခုကဒီတိုင်းတင်တာဖြစ်တဲ့အတွက်မှာကျွန်တော်အရင်တော့ဗီဒီယိုမှာလည်းကျွန်တော်ခဏခဏပြောခဲ့တယ်လူတိုင်းလက်ထက်မှာ social media ရှိတယ်အဲဒီ social media ကိုကင်ပြီးတော့ကျွန်တော်တို့ဗီဒီယိုတွေအများကြီးတင်လို့ရတယ်စာတွေအများကြီးတင်လို့ရတယ်ပို့စ်တွေအများကြီးတင်လို့ရတယ်ဒါပေမဲ့အဲ့ဒါတွေအကုန်လုံးလူတိုင်းလုပ်လို့ရတဲ့အလုပ်တွေဗျာ ဆိုတော့ဒီဟာကိုကျွန်တော်တို့ကြည့်မယ်ဆိုတော့ AI နဲ့လုပ်ထားတဲ့ full animation video တခုအဲ့နောက်မှာစာတန်းတခုပါမယ်အဲ့နောက်မှာ AI voice တခုပါမယ်အားကိုကြည့်ပြီးတော့တကယ်ပဲ Darwin Johnson the role လို့ခေါ်တဲ့တကယ်ပုံကိုကြီးကသူ့ရဲ့အောင်မြင်မှုတွေအကုန်လုံးပိုင်ဆိုင်တာစေတံဝန်ရောင်းလို့ပဲပိုင်ဆိုင်ခဲ့တာဆိုပြီးတော့လွလွယ်နဲ့အဲ့လိုမျိုးကြီးပြောလိုက်တာတော့မကောင်းဘူးသူလက်ရှိဆို Hollywood Master အခုသူရိုက်မဲ့ရုပ်ရှင်တစ်ခါအတွက်ကြောင့်ပဲသူအခုလက်ရှိချနေတဲ့ဝယ်အဲ့ရုပ်ရှင်တော့ MMA ဆိုရက် အာစကလုံးတစ်ခုပါနေတာကိုကျွန်တော်တွေ့ရတယ်အဲအကြောင်းပဲသူလုံးဝဝေးချခဲ့တာဆိုပြီးတော့ကျွန်တော် detail slash ရတဲ့ပုံမှာတွေ့ရတယ်ပြီးဒီနောက်ပိုင်းသူကျမ်းမာရေးအခြေအနေနည်းနည်းလေးချွေးရင်းလာတယ်ကျွန်တော်တွေ့ရတယ်အရင်တော့လည်းမျိုးသူမတန်ပါဘူးဒါလူပါပဲလူဆွဲသဘောတရားခန္ဓာဆိုတဲ့သဘောတရားအတိုင်းကျွန်တော်တို့အနည်းအများတော့အာနေချက်ဆိုတာရှိကောင်းရှိနေလေပဲဒါပေမဲ့ကျွန်တော်ပြောရမယ်ဆိုရင်ဒီကိစ္စတွေအကုန်လုံးက is not true ဒါလည်းအမှန်ပေါ့နှစ်ထောင်ခုနှစ်နောက်ပိုင်းမှာသူရုပ်ရှင်လောကတွေဝင်လာတယ်သူ့ရဲ့အောင်မြင်မှုကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်ဒါတဟုန်တို့တိုးရတာလည်းမဟုတ်ဘူးသူတကယ်ကိုကြိုးစားခဲ့သူ့ရဲ့ daily routine အာ ီဒီယိုခြေတော့ပတ်တိကြည့်ရင်သိလာပဲသူမနှက်ထတယ်သူဘာလုပ်လဲချက်ဥဘလို့တောက်လဲသူဂျင်ကိုသွားတယ်သူဝါကောက်လုပ်တယ်ဆိုတော့ဒီလိုမျိုး life မျိုးလူတိုင်းလုံချင်ပေမဲ့ဒီလိုမျိုးစူးစမ်းမှုတွေလူတိုင်းမလုပ်နိုင်အောင်ကျွန်တော်နေရာကကျွန်တော်ကိုယ်တိုင်မလုပ်နိုင်အောင်ပေါ့ဆိုကျွန်တော်မလုပ်နိုင်လို့ကျွန်တော်ဒီနေရာမှာရှိနေတာကျွန်တော်လုံးနိုင်ကျွန်တော်သူ့နေရာမှာကျွန်တော်ရှိနေတယ်သူ့လိုမျိုးစူးစမ်းနေဆိုရင် life မှာအများရန်စူးစမ်းမှုကအရင်လိုတကယ် inspiration ယူတယ်တကယ်ကြိုက်တယ်သူ့လိုလုံနိုင်အောင်လဲစူးစမ်းနေတော့မယ်ဒါပေမဲ့အခုထိလည်းမလုံနိုင်သေးဘူးအဲ့လောက်ထိလည်း strong mindset ကျွန်တော်ကမရှိသေးဘူးရှိအောင်ကျွန်တော်ထပ်ပြီးတော့စူးစမ်းနေတုံးပဲ ဘွားမှာအောင်မြင်မှုတစ်ခုရဖို့ဆိုရင်ကျွန်တော်တို့ဘွားမှာ enough pain ချနေဖို့လိုအပ်တယ်ဆိုတော့အောင်မြင်မှု level တစ်ခုကျွန်တော်တို့ရောက်ဖို့အတွက်ဆိုရင်ကျွန်တော်တို့မှာရှိတဲ့နာကျင်မှုဘယ်လောက်ရှိလဲအဲ့ဒါကိုပဲကျွန်တော် level ကိုတိုင်းတာလို့ရတယ်ဆိုတော့ the raw ရဲ့နာကျင်မှုကိုကြည့်ရင်လည်းဆိုရင်ကျွန်တော်ဟိုးအရင်တော့ကျွန်တော် video တစ်ခုတင်ခဲ့သေးတယ်အဲ့အကြောင်းကျွန်တော်တက်ကြည့်ဖို့ကျွန်တော်စီစဉ်ပေးရမယ်ကျွန်တော်ဒီနားလေးမှာထည့်ပေးရမယ်မဟုတ်ဆိုရင်ကျွန်တော် description မှာကျွန်တော်ရေးပေးရမယ်ဆိုတော့ the raw life မှာဘယ်လောက်ထိတော့ဒုက္ခရောက်ခဲ့လဲဘယ်လောက်ထိတော့ ပြတ်စင်းခဲ့လဲဘယ်လောက်ထိတော့သူပင်မန်းခဲ့လဲဘယ်လောက်ထိသူကြိုးစားခဲ့ရလဲဒီလို The Rock Dwayne Johnson ဆိုတဲ့နာမည်တစ်ခုရဖို့ Hollywood မှာ star ဖြစ်လာဖို့ Wrestling မှာ champion တစ်ခုဖြစ်လာဖို့ millionaire ကြီးဖြစ်လာဖို့အတွက်ဘယ်လောက်တောင်ကြိုးစားခဲ့ရလဲဆိုတဲ့ဟာတွေအကုန်လုံးကျွန်တော်အရင်တော့ video တစ်ခုမှကျွန်တော်တင်ခဲ့သေးတယ်အဲ့ video မကြည့်ရသေးဘူးဆိုရင်ကျွန်တော်ထည့်ပေးကြအောင်မယ်ဆိုတော့ လူတိုင်းတစ်ခုခုကြည့်ပြီးယုံတော့မယ်ဆိုရင်ဒါအဲ့ဖီဒူရဲ့ comment အောက်မှာလည်းကျွန်တော်အများကြီးတွေ့ရတာတကယ်ကြီးလားဟာတကယ်ပဲ the road ဆူတောင်းပါလေဖျားသခင်ကောင်းကြီးပေးပါစေတော့အဲ့လိုမျိုး comment တွေရောဒါ international မှာ international video ကကျတော့ဒါ english language နဲ့ပြောတာတဲ့ video တစ်ခုဒါ international ကအလုပ်ထားတဲ့ video တစ်ခုညာဆိုတော့ဒီဟာ video တစ်ခုဖြစ်လာဖို့ဆိုရင်ကျွန်တော်တို့လုပ်မယ်ဆိုအခုလက်ရှိ AI နည်းပညာနဲ့ကိုကျွန်တော်စက္ကန့်ပိုင်းလို့ကျွန်တော်တို့လုပ်ရတယ်အခုကျွန်တော် video ကြည့်နေဆိုဒါ minute ကြာ30 minute တော့ကျွန်တော်အချိန်ပေးပြီးကြည့်နေတဲ့အချိန်ကိုဖယ်ထားပြီးတော့ အဲ့လိုဗီဒီယိုလုပ်ပြီးပတ်စံရှာလို့ရနေတဲ့အခြေအနေမှာရှိတယ်ဆိုတော့အဲ့လိုလုပ်ပြီးပတ်စံရှာခြင်းတဲ့လူတွေအတွက်နည်းနည်းလေးတော့ကျွန်တော် idea ပေးလိုက်ချင်တယ်ဆိုတော့ first hope for information ဘာဆိုကျွန်တော်ဒီကိစ္စကကိုယ်ကတင်လိုက်တာသေသနာမရှိဒါပေမဲ့လူတယောက်လက်ထဲကိုရောက်သွားရင် first information ရောက်သွားရင်ဗျာလူ၁၀ရောက်လက်ထဲကိုပြန်ထပ်ရောက်သွားလိမ့်မယ်အဲ့လူ၁၀ရောက်နောက်လူ၁၀ရောက်ကိုထပ်ပြောအောင်မယ်ဆိုတော့ဒီ information တပြေးပြေးပြန်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 သွားပြီးတော့နောက်ဆုံးတည်းအမှိုင်းဆိုရင်မကောင်းဘူးဗျာ the information ရဆိုတော့ the rock အနေနဲ့မကောင်း the rock အပေးရဲ့လူတယောက်အနေနဲ့မကောင်းဆိုတော့စေတန်နဲ့ဝိညာဉ်အကြောင်းဝယ်လို့ပြီးတော့လောကကြီးမှာတကယ်အောင်မြင်တဲ့လူတွေရှိလာလို့ပဲဆိုရင်ချက်ရှိကောင်းရှိနေလိမ့်မယ်ရှိတယ်ဆိုပြီးကျွန်တော် exactly ပြောလို့မရဘူးဆိုတော့ဘယ်သူမှဝယ်မခံတော့လောက်တယ်ဆိုပြီးဘယ်သူမှလည်းမပြောတော့ကျွန်တော်တကယ်ပဲလို့ဂျီလို့ပြီးကျွန်တော်အောင်မြင်မှုရလာလာပါဆိုပြီးဘယ်သူမှလည်းမပြောတော့ဘူးဗျာအကောင်လုံးကသူ့ဟာနဲ့သူရှိုးနေတဲ့လူတွေပဲနောက်ဆုံးကျွန်တော်ထပ်ပြောရမယ်ဆိုရင်အဲ့လိုမျိုးဗီဒီယိုတွေထပ်ပြီးတော့ လုံနေမင်းဆိုရင်ကျွန်တော်နောက်ပိုင်းကျွန်တော်ဗီဒီယိုမှာထပ်ဖြစ်လာလိုက်မယ်ချာစီကလုံးဝစီတန်တဲ့အရေးဝိညာဉ်ရောင်းဝယ်လုပ်ပြီးတော့ဒိုရီဖြစ်လာတာဆိုပြီးတော့ပြောလိုက်မယ်ဗျာဒါလားဆိုအဲ့လောက်ထိနီးပညာတိုးတက်လာတဲ့အပေါ်မှာနိုရီဖြစ်ကောင်းဖြစ်လာနိုင်တယ်ဆိုတော့လူတယောက်ကို criticize လုပ်မယ်ဆိုရင်သူ့ရဲ့ information အကုန်လုံးကိုအစနဲ့ဟိုအဆုံးထိတိမာပဲကျွန်တော် criticize လုပ်လို့ရလူတယောက်လေးလာလူတယောက် judge လုပ်ဖို့ဆိုရင်ဆိုတော့ဒီ information တိတိလေးကိုကျွန်တော်တို့ကန်တိုင်းပြီးတော့သူကညတညမှာလမ်းလျှောက်တော့အဲ့ညဘယ်ညလဲဘယ်တော့မှလဲသူ့အသက်ဘယ်တော့မှလဲလက်ထက်မှာ5ဒေါ်လာပဲရှိတယ် ညာအမောင်ကြီးမှလမ်းလျှောက်သွားတယ်အဲ့အမောင်ကြီးအဲ့လမ်းနာမည်ကဘာလဲအဲ့သူအဖိုးကြီးကြောက်နေတော့တွေ့ရအဖိုးကြီးကဘာတူလဲဆိုတော့အားရီအကုန်လုံးရဲ့ information တွေလုံးဝမရှိတော့ခုဒီ Dawning Johnson မှမဟုတ်ဘူးဗျာ not celebrity တွေအများကြီးပဲကဘာမှအရန်အောင်မြင်ပြီးတကယ်ကိုစူးစမ်းပြီးအောင်မြင်ပြီးသူတို့နာမည်ကိုတကယ်ရှာရတဲ့လူတွေအကုန်လုံးလည်းနောက်ဆုံးဒါစေတန်ကိုအဆုံးသတ်ပြီးတော့ဒါစေတန်နဲ့သူအယောင်းဝင်လှုပ်ပြီးတော့ဒီတစ်ခုလှုပ်ပြီးတော့အောင်မြင်မှုရတာပါဆိုပြီးအဆုံးသတ်သွားတဲ့လူတွေ reality မှာတကယ်အများကြီးနာမည်ဘူးဆိုအဲ့လို information feed တွေအများကြီးကျွန်တော်တွေ့နေရတယ်ဗျာဆိုတော့အယောင်းအောင်မြင်တဲ့ Mr Beast တကယ် YouTube မှာဆိုရင်ကျွန်တော်တို့ YouTuber တွေအကုန်လုံးရဲ့တကယ် favorite ကြီးဗျာဆိုသူလုပ်တဲ့ပုံစံမျိုးတွေသူရဲ့တကယ် reality တွေသူတကယ် share တဲ့ပတ်စံတွေသူတကယ်ပေးတဲ့ information တွေ Mr Beast ဆိုကျွန်တော်တို့အရန်ကြိုက်တယ်လူတိုင်း YouTuber တိုင်းရဲ့ dream တစ်ခုလို့ပြောလို့ရတယ် Mr Beast ရဲ့ life ကဆိုတော့အဲ့လိုအောင်မြင်တဲ့လူတယောက်ကိုတော်ရတယ်သူကတကယ် Saturday နဲ့အရောင်းဝယ်လုပ်ပြီးမှ YouTube မှာအောင်မြင်လာတာလို့ပြောတယ်ဆိုရင်ဗျ even တိုင်းကအရန်လွယ်ကူလုံးနေဗျာ ဲ့လိုကြီးပြောလိုက်တယ်ဆိုတော့သူအရှိမကြိုးစားကြီးလုခိုင်းဟာတွေကအလကားလားဆိုတော့ YouTube မှာဗီဒီယိုတစ်ခုတင်ဖို့ဆိုတာကျွန်တော်အနေနဲ့ပြောရမယ်ဆိုတော့ setup တစ်ခုဒီလိုခုံတစ်ခုမှလုံး time ပြောဖို့တော့လွယ်တဲ့ကိစ္စမဟုတ် Mr Beast ရဲ့ setup ကိုသူတို့တွက်ကြည့်မယ်ဆိုရင် account ထဲမှာ survive လုပ်တဲ့ဟာတွေရောသူတို့ challenge တစ်ခုထားတယ်သူငယ်ချင်းတွေသူ account ထဲမှာဘယ်နည်းအထိနေနိုင်လဲဆိုတဲ့ challenge တွေလောက်တာတော့ကျွန်တော်တို့တွေ့ရတယ်တကယ် account ထဲမှာ oxygen အပြည့်တယ်ဒါပေမဲ့ထိုင်လို့မရအောင်ဘသူမှလည်းအလောက်ထိ sacrifice မပေးနိုင်ဘူးလို့ကျွန်တော်ယူဆတယ်ကျွန်တော်ကိုယ်လည်းလုံမလားလို့မေးလို့ကျွန်တော်အဲ့တော့ဒီတက်တည်မရှိဘူး အခေါင်းထဲမှာမြေကြီးကိုအပေါ်ဖွင့်ပြီးတော့ဒါပေမဲ့အပေါ်နဲ့အောင်းနဲ့တော့အင်တက်ရှိနေမယ်ဒါပေမဲ့အပေါ်အလေးဘလို့သွားမလဲအထက်မှာဘလို့နေထိုင်မလဲအထက်မှာစားတောက်အကုန်လုံးရှိနေတယ် lighting အကုန်လုံးရှိနေပြီမလဲအထက်မှာနေရဲမလားဗျာတစ်ချက်လေးတော်တော်တို့ connection ပြတ်သွားပြီဆိုရင်ကျွန်တော်တို့ live မှာဘလို့ဖြစ်သွားမလဲဒီဝါမှာလုံးဝအဲကျွန်တော်တို့ရဲ့နောက်ဆုံးနေ့ဖြစ်သွားလဲမှာဆိုတော့ DVD ရဲ့အဓိကလောက်ရတဲ့အကြောင်းရင်းက the road ထိလို့ emotional ပါလာလဲဖြစ်ကောင်းဖြစ်နိုင်တယ်လို့ဒါ information တစ်ခုပေးတာလဲဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတော့နောက်ပိုင်းအဲ့လိုမျိုး video တွေတက်လာတယ်ဆိုရင် ဆိုတော့ဒီ information က first information မှသိနေရဆိုရင်အဲ့အကောင် report ထုတ်ဝေးရဆိုရင်ကျွန်တော်တို့လုပ်တယ်မှန်တယ်ထင်မလားစဉ်းစားကြည့်ပါဗျာဒီလိုမျိုး first information တွေပေးနေတဲ့ဟာကြီးကိုကျွန်တော်တို့အကုန်လုံးပေါင်းပြီးတယောက်မဟုတ်10ယောက်လောက်ပေါင်းပြီး report ထုတ်လိုက်တယ်ဆိုတော့ဒီကောင်ကကျွန်တော်တို့ TikTok ရဲ့ server ရဲ့နေဖျက်ချခံရမှာ YouTube ရဲ့ server ရဲ့နေဖျက်ချခံရမှာ အဲ့လိုချက်ချလိုက်ခြင်းအပြင်ကျွန်တော်တို့တွေနဲ့ဘာရမလဲဆိုတော့ကျွန်တော်သူများကိုတုံးနဲ့ထိုးချင်တာတော့မဟုတ်ဘူး။ဒါပေမဲ့သူကတကယ်အောင်မြင်တဲ့လူတွေကိုလည်းတိုက်ခိုက်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့အဲ့လိုမျိုးလုပ်တယ်ဆိုရင်ကျွန်တော်တို့ဘလို့ဖြစ်လာနိုင်လဲ။အဲ့ impact ကဘာလို့ဖြစ်မလဲ။ကျွန်တော်တို့ရှာတော့ comment မှာမပေးဘူး။ကျွန်တော်လုတ်တင်လားမလုတ်တင်ဘူးလားဆိုတော့လုတ်တင်နေဆိုရင် yes မလုတ်တင်ဆိုရင် no အဲ့တော့ကျွန်တော် comment မှာမပေးဘူး။ no လို့ပြောတဲ့လူတွေအများစုကတော့အာဒီလိုမျိုးလုတ်တဲ့လူတွေအားပေးတဲ့လူတွေဖြစ်ကောင်းဖြစ်တယ်။ဒါပေမဲ့ diary entertainment အနေနဲ့ကြည့်တယ်ဆိုရင်ပြဿနာမရှိဘူး။ဒီအောင်ကျွန်တော်ကြည့်ပြီးကျွန်တော်ကိုယ်တိုင်တော့တကယ်ယုံသွားတယ်တကယ်ပဲတတော်ကဒိုကြီးလောက်တာလားဆိုပြီးကျွန်တော်ကိုယ်တိုင်တော့လန့်သွားတယ် ဆိုတော့အားပြီးတဲ့လူတယောက်အနေနဲ့ဒီလို information ကြီးကို separate အမှိုင်းလို့တာကြတော့အမှိုင်းတက်တာမရှိဘူးဗျာအမှိုင်း information ကိုအဲ့လိုမျိုး spread လုပ်လိုက်ကြတော့မကောင်းလို့ကျွန်တော်ယူဆတယ်ဒီနေ့ကျွန်တော်တရော့အကြောင်းပြောတယ်နောက်နေ့ Mr Beast တောင်းလဲပြောကောင်းပြောလာနိုင်တယ်နောက်နောက်နေ့ကျွန်တော် Will Smith တောင်းလဲပြောလာနိုင်နောက်နေ့ John Wick တောင်းလဲကျွန်တော်ပြောလာနိုင်တယ်ဗျာဆိုတော့အကုန်လုံးအခုနောက်ပိုင်းအဲ့လိုဖြစ်လာပြီဆိုပြီးပြောကြနေကြဆိုတော့နောက်ပိုင်းကျွန်တော်နောက် video ဒီမှာကျွန်တော်ဆုံးညပါဘိုင်